မင်္ဂလာပါခင်ဗျာဆရာနီကိုရဲ့လက်ရာခန္ဓာရင်ရှိခြင်းဆိုင်ရာဖွံ့ဖြိုးရေးမှတ်စုထဲမှာ resilient ခန္ဓာရင်ရှိခြင်းဆိုတဲ့စောင်းပါတူလေးကိုတင်ဆက်ပါရစေ resilient ခန္ဓာရင်ရှိခြင်း life does not get easier or more forgiving we get stronger and more resilient ဘဝဆိုတာလွင်မှာမဟုတ်တလို့ပိုပြီးခွင့်လွှတ်ခင်ရဖို့လည်းရှိနေမှာမဟုတ်ပါဘူး ဒီလိုဖြစ်တာကတို့တွေကို ပိုပြီးတန်မာစေဖို့နဲ့ခံနိုင်ရှိစေဖို့ပါဒီစာရဲ့မူရင်းဆရာက state maravoli ဖြစ်ပါတယ်လူတွေရဲ့စိတ်ပိုင်းဆိုင်ရာခွန်အားတွေနဲ့ပတ်သက်ပြီးခွန်အားပေးသူ life changing speaker စာရေးဆရာအပြုအမူဆိုင်ရာပညာရှင်ဖြစ်ပါတယ်သူရေးသားတဲ့စကားလုံးတွေဟာကမ္ဘာဘာသာစကား25မျိုးနဲ့ဘာသာပြင်ရတဲ့အထိလူတွေကိုလွှမ်းမိုးနိုင်သူပါ လူတွေဟာဘဝကိုတက်တောင့်တက်တာလေးဖြတ်တန်းကျင်တတ်ပါတယ်။နောက်ပြီးကိုလှုပ်တဲ့အလုပ်ကိုလူတွေသဘောကျပြီးလက်ခံလာတာမျိုးကို မျှော်လင့်ကြပါတယ်။ကိုလှုပ်မိတဲ့အားနည်းချက်တွေအတွက်လူတွေကခွင့်လွှတ်နားလဲပေးလိမ့်မယ်လို့လည်းမျှော်လင့်ကြပါသေးတယ်။ကိုမမိတာကိုတောင်းပန်လို့အာလုံခွင့်လွှတ်နေလိမ့်မယ်လို့လည်းထင်တတ်ပါတယ်။ကိုလေကိုဘွားနဲ့ကိုရုံးကန်ရှင်တန်နေရသူတွေတဲကတရား တတောင်တတားရှိတာကိုတော့ကြိုက်မိပေမဲ့ရုံးကန်နေရတော့ကိုလောက်တဲ့အလုပ်ကိုလူတွေလက်ခံလာတဲ့အခါဝမ်းသာပြီးအတက်မိတာရှိပါတယ်။ကိုစူးစမ်းလောက်တာကိုမြင်ပေမဲ့ရှုမြင်ပုံချင်းမတူတဲ့အခါကိုရီရှိမှတမျိုးကိုရီကွဲရမှတမျိုးနဲ့ခလုတ်တိုက်ဝေဖန်တတ်သူမျိုးနဲ့လဲကြုံခဲ့ဘူးတယ်။ကိုကိုအကောင်းမြင်သူတွေရှိလို့ရုံရင်ကန်ရင်ခီးဆက်ခဲ့တယ်။ တချို့ကကိုယ့်ကိုလက်မခံမှန်းသိပေမဲ့သူတို့တွေစီကနေအားပေးစကားအတန်တွေနဲ့အတိအမှန်ပြုမှုတွေကိုမသိစိတ်တဲ့ကမျောလင့်ဖူးတယ်စတိမာရာဘိုလီပြောတဲ့ life does not get easier or more forgiving ဘဝဆိုတာလွယ်မှာမဟုတ်တလို့ပိုပြီးခွင့်လွှတ်ခံရဖို့လည်းရှိနေမှာမဟုတ်ဘူးဆိုတာလေးကဒီတကားပိုပြီးသဘောပေါက်လာပါတယ်တချို့လူတွေဟာသူတို့ကိုအားပေးတဲ့သူမရှိပေမဲ့ကိုယ်တိုင်ယုံကံကြိုးစားရင် အောင်မြင်ခဲ့သူတွေအများကြီးပါဒီလိုမျိုးအခြေအနေကြုံလာတဲ့အခါဆိုရင်ပင်ပန်းမှုတွေနဲ့ရုန်းကန်မှုတွေကိုခါစီပြီးအခက်အခဲကိုကြောလွှားလို့ရပါတယ်တချို့ကအပိစကားနဲ့အတိမတ်ပြုခြင်းတွေကြောင့်ပူပြီးခွန်အားကြီးတဲ့သူတွေဖြစ်လာကြပါတယ်တချို့ကြတော့အတိအမတ်ပြုမခံရတဲ့ခါမျိုးမှာကိုယ်တိုင်ဘဝကိုလှော်ခဲရင်ခန္ဓာကြီးကောင်းသူတွေဖြစ်သွားကြတာပါခွန်အားကောင်းသူနဲ့ခံနိုင်ကောင်းသူတွေကသာဘဝခီးအရှိကြီးကိုဆက်နိုင်တာပါ တဝါဆိုတာလွယ်ကူတဲ့အခါရှိတယ်လို့ခက်ခဲမှုတွေနဲ့ရင်ဆိုင်ရတာတဘာဝပါဘဝကထင်တယ်လို့မလွယ်တဲ့အခါကိုမျောလင်းထားတယ်လို့လူတွေရဲ့ခွင်းလုံမှုမခံရတဲ့အခါအာတင်ပြီးခီးဆန်နေဖို့ဆိုတာခွန်အားရှိသူနဲ့ခံနိုင်ရှိတဲ့သူတွေကသာဒီလိုပဲရှောက်ကြရအောင်ပါအခက်ခဲတွေကိုကြော်ဖြတ်ရတယ်ဆိုတာခံနိုင်ရည်ကိုဖြစ်စေတာပါ Resilience is very different than being naive resilient means you experience you feel you feel you hurt even you feel but you keep going ခန္ဓာရရှိခြင်းဆိုရဟာထုံကျင်ပြီးခံစားမှုမဲ့နေတာမျိုး လုံးဝမဟုတ်ပါဘူးခန္ဓာရရှိတယ်ဆိုတာကိုယ်တွေ့ကြုံနေတတ်တာတွေပါ ကိုယ်တကယ်ခံစားခဲ့ရတယ်ကိုယ်တကယ်ဆုံးရှုံးခဲ့ရတယ်ကိုယ်အမှန်တကယ်နာကျင်ခဲ့တယ်ကိုယ်လဲကြခဲ့တယ် ဒါပေမဲ့ကိုလန်းကူဆက်လျှောက်နေတာမျိုးဖြစ်ပါတယ်။ဒီစာကိုရေးတဲ့သူကတော့ဂျမ်စင်မုတ်ခတ်ဆိုတာအေဂျင့်နိုင်ငံဖွားအမေရိကန်နိုင်ငံသူအဖြစ်ခံယူထားတဲ့အစ္စလမ်ဘာသာဝင်အမျိုးသမီးဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှာလူတွေကိုစိတ်ပိုင်းဆိုင်ရာမြင့်တင်ပေးတဲ့နေရာမှာနာမည်ကျော်ကြားသူအထူးသဖြင့်အမေရိကန်ပြည်ထောင်စုဟူစတန်မှာဖွင့်လှစ်ထားတဲ့အစ္စလမ်ဘာသာအထူးလီလာတဲ့အကြောင်းက ပထမဦးဆုံးသောအမျိုးသမီးတင်ဒန်းနည်းပြဖြစ်ပါတယ်။ နမ်ဆိုတဲ့စကားလုံးဟာ ထုံထိုင်းခြင်းမလှုပ်ရှားနိုင်ခြင်းလို့အဓိပ္ပာယ်ရတာမျိုးပါထုံကျင်နေတဲ့အတွက်နာကျင်မှုမခံစားရတာမျိုးလို့အဓိပ္ပာယ်ပေါက်ပါတယ် resilient ဆိုတဲ့ခန္ဓာရင်ရှိခြင်းဆိုတာကလူတစ်ယောက်ကိုဘလောက်ပဲနာကျင်အောင်လုပ်လို့နာကျင်မှုကို မခံစားရပဲထုံကျင်နေတာမျိုးမဟုတ်ပါဘူးသူဟာဘဝအတွေ့အကြုံမျိုးမျိုးကိုရင်ဆိုင်ခဲ့ရသူဘဝမှာကြာရှုံးခဲ့ပူတာတွေလည်းရှိခဲ့တယ်ခါသိမှုတွေကိုခံစားခဲ့မှုတွေတည်တယ် တကယ်လဲလဲကြခဲ့တဲ့အချိန်ရှိခဲ့တယ်။အဆုံးအရှုံးတွေနဲ့လည်းရင်ဆိုင်ခဲ့မှုတယ်။ဘဝမှာဘယ်လောက်ပဲအခက်ခဲတွေကြုံကြုံရပ်နေတာမျိုး နောက်ဆုတ်တာမျိုးမဟုတ်ရှေ့ဆက်သွားဖို့ရုန်းကန်နေတဲ့သူမျိုးကိုခံနိုင်ရတကယ်ရှိရသူလို့တတ်မှတ်တာပါ။ကိုဗစ်အကျက်တဲမှာနာကျင်ခဲ့ရတာဆုံးရှုံးခဲ့ရတာတွေလဲကျသွားခဲ့ရတာတွေကို ပြန်အမှတ်ရပါတယ်။ကျော်လွားနိုင်ခဲ့တာတွေကတော့ခံနိုင်ရင်ရှိလို့အခက်ခဲတွေကြတဲ့ကတီတီလေးဒုတ်တွေလွတ်မြောက်လာခဲ့တာပါ။ အခုချိန်လိုအကျက်တဲအမျိုးမျိုးကြားမှာလဲခန္ဓာရင်ရှိရှိရက်တည်နိုင်ဖို့ဆိုတာစွန့်စားရတဲ့အချိုးအကွေပါ နာကျင်တယ်ဆုံရှုံတယ်ကြာဆုံးခဲ့တည်တယ်ဒါပေမဲ့စိတ်မလျှော်ပဲအခက်ခဲတွေကြားတဲ့ကဆက်ပြီးတော့ရုံးကန်နေတယ်ဆိုတာဟာ ခန္ဓာရင်ရှိခြင်းရဲ့လက္ခဏာတွေပါ2021ဆိုတဲ့တိုင်းပြည်အကြက်တဲကြီးထဲမှာလဲအခက်ခဲတွေရှိပေမဲ့ရင်ခုန်ချင်းများစွာနဲ့ကြော်ဖြတ်ခဲ့တယ် အခက်အခဲတွေကြတဲ့ကဘဝရဲ့ရင်ခုန်တန်ကို နားဆင်ရတာဟာတခါမှမကြားဘူးတဲ့တန်ဆင်တွေ ဖြစ်နေလို့ခံစားမှုတွေကလည်းထူကြတယ်ဒီလိုမျိုးအခက်အခဲတွေကြတဲ့မှာကျွန်တော်တို့ရဲ့ရင်ခုန်တန်ကိုနားဆင်လို့ကြတဲ့မိတ်ဆွေတစ်တွေတနေ့ပြီးတနေ့တိုးပွားလာတာကို ခံစားရင်းနဲ့ပြန်ကြားရတဲ့ပဲ့တင်တန်ကလည်းအေးများပါတယ်နားဆင်ပေးကြတာအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ